စစ်တပ်နဲ့ KIA တိုက်ပွဲပြင်းထန်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကချင်ပြည်နယ်ဖားကန်မြို့နယ်လုံကင်းရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ် KIA ပူးပေါင်းတပ်တွေကြားဒီနေ့မနက်ပိုင်းကစပြီးတိုက်ပွဲပြင်းထန်နေတယ်လို့သိရှိရပါတယ်မနက်၈နာရီလောက်ကတည်းကတိုက်ပွဲဖြစ်နေတာလက်နက်ကြီးတန်တွေလည်းကျေလောင်နေတာပဲလို့လုံကင်းဒေသခံတအူးကဆိုပါတယ်လုံကင်းရွာအပြင်ငင်းချမ်းတာယာနဲ့လေရင်ယော်ရီမာပါတိုက်ပွဲဖြစ်ပွားနေတယ်လို့စစ်ရေးသတင်းအရင်းမြစ်ကဆိုပါတယ် လုံခင်ရပြင်းအပါအဝင်အနီးအနားရွာကဒေသခံတွေကတော့စစ်တပ်စစ်ကြောင်းရောက်လာတဲ့မနေ့ညပိုင်းကလေးကထွက်ပြေးတင်းရှောင်နေရတယ်လို့ရွာကန်တချို့ကဆိုပါတယ် KIA ပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကတော့ဖားကန့်ဗျူဟာနဲ့မြို့တဲကတချို့နေရာတွေမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလူလဲချင်းတာကြောင့်စစ်ကြောင်းတွေရောက်လာတာလို့ဆိုပါတယ်စစ်တပ်ဟာအင်အား600ဝန်းကျင်ပါတဲ့စစ်ကြောင်းအဖြစ်ကာမိုင်းဖားကန့်လမ်းမိုင်းအတိုင်းဧပြီလလေကလေးကဖြန့်ကျက်လာတာကြောင့် လက်တလျှောက်မှာ KIA ပူးပေါင်းတက်တဲ့တိုက်ပွဲဖြစ်ပွားနေကြတာပါယမန်နေ့မေလ28ရက်နေ့မှာတော့အဲ့ဒီစစ်ကြောင်းတွေကအင်အားတရာဝန်းကျင်ဟာလုံခင်းရန်ချက်စက်ယုံတဲကိုရောက်ပြီးတက်ဆွဲထားတယ်လို့မြေပြင်ချင်းတွေသိရှိသူတွေကဆိုပါတယ်လုံခင်းရွာရဲ့ဥရုချောင်းတစ်ဖက်ကမ်းရွာပြင်မှာလည်းစစ်တပ်ရဲစခန်းရှိနေပြီးလက်နက်ကြီးတွေလည်းအထိုင်ချတက်ဆင်ထားတယ်လို့စစ်ရေးသတင်းအရင်းမြစ်ကရှင်းပြပါတယ်စစ်ကောင်စီကတော့ဟာကက်အခြေအနေနဲ့ပတ်သက်လို့တရင်မထုတ်ပြန်သေးပါဘူးခင်ဗျာ ဆက်လက်၍စစ်ကောင်စီရဲ့အကြမ်းဖက်မှုများကိုအာဆီယံခေါင်းဆောင်တို့မမြင်ချင်းရောက်ဆောင်နေပြန်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအာဆီယံထိပ်သီးခေါင်းဆောင်များစစ်ကောင်စီရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့အကြမ်းဖက်မှုများကိုအစဉ်အလာမပြတ်မမြင်ချင်းရောက်ဆောင်ပြန်ကြောင်းနိုင်ငံရေးဆောင်ပါရှင်တဦးကပြောပါတယ်မေလ26ရက်နေ့နဲ့28ရက်နေ့တို့မှာမလေးရှားနိုင်ငံကွာလာလံပူမြို့မှာအာဆီယံထိပ်သီးအစည်းအဝေးကျင်းပပြီးနောက်ထုတ်ပြန်လိုက်တဲ့ကြေညာချက်နဲ့ပတ်သက်ပြီး၎င်းကအထက်ပါအတိုင်းဝေဖန်လိုက်ခြင်းဖြစ်ပါတယ် စစ်ကောင်စီကအပြည့်ရဲ့ကြီးညာပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေအပြင်းထန်လုပ်ခဲ့တဲ့အပေါ်အထူးသဖြင့်အိုတင်ကွင်းရွာစာတင်နေတဲ့ကလင်းငယ်တွေကိုစစ်ကောင်စီတပ်ဖြတ်ခဲ့တာနဲ့ပတ်သက်ပြီးအာဆီယံခေါင်းဆောင်တွေကလစ်လျူရှုခဲ့တာဟာအာဆီယံဟာအာဆီယံဖြစ်ကြောင်းတက်သေးပြလိုက်တာပဲလို့၎င်းကဆိုပါတယ်။အာဆီယံထိပ်သီးအစည်းအဝေးပြီးကြီးညာချက်မှာမြန်မာတပ်ဆိုင်ရာအဖွဲ့အစည်းများယာယီအပြစ်ခက်ရဲစဲရေးကိုတက်တန်းထက်တိုးရန်နဲ့အလုံးပါဝင်တဲ့မြို့သားအစ်စ်ဆွေးနွေးပွဲတရက်ကျင်းပနိုင်ရင်ယုံကြည်မှုတိစောက်ရန်တိုက်တွန်းထားပါတယ် စစ်ကောင်စီကအပြည့်ရဲ့ကြီးညာပြီးပြည်သူကိုစိတ်ရှိတိုင်းတတ်နေတာမမြင်ချင်အောင်ဆောင်ပြီးအပြည့်ရဲ့တတ်တန်းထတ်တိုးဖို့တိုက်တွန်းတာဟာစစ်ကောင်စီရဲ့အဲ့ဒီလိုလုံရက်အပေါ်သဘောတူတဲ့သဘောပဲလို့၎င်းကဆက်လက်ပြောဆိုပါတယ်မြန်မာနိုင်ငံအတွင်းမှာအကြမ်းဖက်မှုများမြင့်တက်လာခြင်းနဲ့ငလင်ကြီးလှုပ်ခတ်မှုနဲ့ပြိပခတ်များကြောင့်လူသားချင်းစာနာမှုအခြေအနေဆိုးရွားလာခြင်းအပေါ်များစွာစိုးရိမ်မိကြောင်းလဲအာဆီယံခေါင်းဆောင်များရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်အရက်သားများနဲ့အများပြည်သူနဲ့တက်ဆိုင်တဲ့အဆောက်အအုံများပေါ်အကြမ်းဖက်မှုများရပ်တန့်ရန် စစ်ပတ်ရက်ပတ်မခွဲကြဘဲတိုက်ခိုက်နေမှုများကိုသက်ဆိုင်ရာအဖွဲ့များအားလုံးချက်ချင်းရပ်တန့်ရန်လဲအာဆီယံခေါင်းဆောင်တို့ကတိုက်တွန်းထားပါတယ်။အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုမြန်မာအရေးဖြေရှင်းမှုရဲ့အဓိကတော့ချက်အဖြစ်လဲထပ်လောင်းတည်ပြုခဲ့ပါသေးတယ်။စစ်ကောင်စီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့မလေးရှားဝန်ကြီးချုပ်တို့ကဝေဖန်ခဲ့ပေမဲ့လဲအာဆီယံထိပ်သီးအစည်းအဝေးကတော့တစုံတရာထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူးခင်ဗျာ။ဆက်လက်၍တရုတ်ကဖွံ့ဖြိုးဆဲနိုင်ငံများမှာ ် BRI ကျွေးမီကန်ဒေါ်လာ22ဘီလီယံယခုနှစ်မှာကောက်မဲ့အကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာတရုတ်ဟာယခုနှစ်မှာစံချင်းတင်ကျွေးမီဒေါ်လာ22ဘီလီယံရရန်ရှိနေပြီးကမ္ဘာအစင်းရင်းဆုံးနဲ့ထိခိုက်လွယ်ဆုံးနိုင်ငံများအပါအဝင်ဖွံ့ဖြိုးဆဲနိုင်ငံ85နိုင်ငံအတွက်အရင်းအနှီးမတည်သူအဖြစ်မှအကျွေးတောင်းသူဖြစ်လာကြောင်းဩစတြေးလျပညာရှင်အဖွဲ့ Lowy Institute ကပြောပါတယ်၂၀၁၀ပြည့်နှစ်လွန်များကကမ္ဘာလမ်းရွှေဝန်းစီမံကိန်း BRI အတွက်ထုတ်ချီးခြင်းမှုများမှပြန်ရမယ်ကြွေးမိများဟာချင်းငွေအစ်စ်များထပ်ပင်ကျော်နွန်သွားခဲ့တယ်လို့ Lowy Institute ကဆိုပါတယ်။ကမ္ဘာအစင်းရေးဆုံးနဲ့ဖွံ့ဖြိုးဆဲနိုင်ငံ85နိုင်ငံခန့်ဟာ2022ခုနှစ်မှ2018ခုနှစ်အတွင်းချီးယူခဲ့တဲ့ချင်းငွေများအတွက်စံချင်းတင်ကျွေးမိစုစုပေါင်းကန်ဒေါ်လာ22ဘီလီယံပေးရလိမ့်မယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။တရုတ်ဟာကျွေးမိဂရီကဝတ်များပြန်လည်ပြင်ဆင်ရန်နိုင်ငံတကာဖိအားကိုရင်ဆိုင်နေရတယ်လို့ပြည်တွင်းဖိအားအထူးသဖြင့် အစိုးရနဲ့ဆက်ဆက်တဲ့ဗန္ဒာရေးအဖွဲ့အစည်းများရဲ့အကြွေးတောင်းမှုဒဏ်ကိုလည်းခံနေရပါတယ်။တရုတ်ကအကြွေးအတောင်းဆုံးသူဖြစ်သွားတာဖွံ့ဖြိုးရေးမိဖက်ဆိုတဲ့သူ့ဂုံတိတ်ခါကိုထိခိုက်စေမှာပါလို့သူတည်တနာပညာရှင်ရန်လီဒူးကပြောပါတယ်။တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနက2025ခုနှစ်မေလ29ရက်နေ့မှာအဆိုပါအစီရင်ခံစာကိုပယ်ချခဲ့ပြီးဖွံ့ဖြိုးရေးနိုင်ငံများကိုတရုတ်ရဲ့ချင်းငွေအကူအညီနဲ့ပတ်သက်ပြီးနိုင်ငံတချို့ကကောလာဟာလာများဖြန့်နေကြကြောင်းပြောပါတယ်။တရုတ်သမ္မတရှီကျင်းဖင်လက်ထက်မှာစတင်ခဲ့တဲ့ ကပတ်လန်းရဲ့ဝန်စီမံကိန်းအရတရုတ်ဟာကမ္ဘာမှာဩဇာထက်လွှမ်းမှုနိုင်စေရန်ဖွံ့ဖြိုးဆဲနိုင်ငံများမှရှိတဲ့အခြေခံအဆောက်အအုံစီမံကိန်းဒါဇင်ပေါင်းများစွာအတွက်ဒေါ်လာဘီလီယံပေါင်းများစွာထုတ်ချခဲ့ပါတယ်။တရုတ်ဟာကျွေးမီအလဲထက်ဖြစ်တိရီလင်ကာရဲ့ဟမ်ဘန်တိုတာစိတ်ကန်းကို69နှစ်အငှားစာချုပ်ဖြင့်ရယူလိုက်ပြီးနောက်ဂျင်းနီမြုံနယ်မှုများဟာကျွေးမီတောင်ကျောက်များဖြစ်သည်ဟုသောဝေဖန်တမ်းများပေါ်ထွက်လာပါတယ်။ချင်းကိုရယူခဲ့တဲ့နိုင်ငံများအထူးသဖြင့် ကိုဗစ် -19 ကရောဂါနောက်ပိုင်းစီးပွားရေးအကျအတဲနဲ့စီမံကိန်းအလားအလာမကောင်းမှုတို့ကြောင့်ကြီးငွေများကိုပြန်ဆက်ရန်ရုန်းကန်နေရပါတယ်။ရရှိထားတဲ့အချက်အလက်များအရဖွံ့ဖြိုးဆဲနိုင်ငံ120အနက်54နိုင်ငံကတရုတ်ကိုပေးရမယ့်ကြွေးမိဟာအနောက်နိုင်ငံမီရှင်များအဖွဲ့ Paris Club ကိုစုပေါင်းပေးရမယ့်ပမာဏထက်ကျော်လွန်သွားပြီဖြစ်ကြောင်းအစိုးရကန်စာကဆိုပါတယ်။တရုတ်ဟာအိန္ဒိချင်း9နိုင်ငံအနက်8နိုင်ငံဖြစ်တဲ့လာအိုပါကစ္စတန်မွန်ဂိုလီးယားမြန်မာကာဇက်စတန်ကာဂျစ်စတန်နဲ့ တာဂျီကစ္စတန်တို့အတွက်ငွေအများဆုံးထုတ်ချီးထားတဲ့မီရှင်ဖြစ်တယ်လို့သုတေသနစာတမ်းမှာဖော်ပြထားပါတယ်။တရုတ်ဟာယမန်နစ်ကပါကစ္စတန်ကိုဒေါ်လာ26ဘီလီယံထုတ်ချီးကအကြီးမားဆုံးမီရှင်ဖြစ်လာတယ်လို့ကမ္ဘာ့ဘဏ်ကပြောပါတယ်။၂013ခုနှစ်မှာတရုတ်အစိုးပြုခဲ့တဲ့ BRI စီမံကိန်းဟာအာရှဥရောပအာဖရိကနဲ့အခြားနိုင်ငံများနဲ့ချိဆက်ထားတဲ့ကုန်သွယ်မှုနဲ့အခြေခံအဆောက်အအုံကွန်ရက်ကိုတိဆောက်ရန်ရည်ရွယ်ထားကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်၍ ထိုင်းမြန်မာနယ်စပ်တေဘောဘူစစ်တပ်စခန်းကိုစစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းက DGBA ဌာနချုပ်အနီးကိုရောက်ရှိစဉ် KNL ပူပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်တေဘောဘူစစ်တပ်စခန်းကိုစစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းမှ DGBA ဌာနချုပ်စုံစည်းမြိုင်အနီးကိုရောက်ရှိစဉ် KNL မဟာမိတ်ပူပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်နေကြောင်း KNUC ရဲ့တရင်အရှင်းမြစ်ကပြောဆိုပါရယ်မေလ29ရက်နေ့မှာစတင်ပြီးမြဝတီမြို့တောင်ဘက်ဝေါ်လီလမ်းပိုင်း DKBA Democracy အကျိုးပြုကရင်တက်မတော်ဌာနချုပ်စုံစည်းမြိုင်ကြီးရွာထိပ်မှရှိတဲ့မင်္ဂလာတရားနေရာနဲ့စုံစည်းမြိုင်စီရင်ပြကွင်းနေရာကိုရောက်ရှိလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကို KNLA မဟာမိတ်ပူးပေါင်းတပ်များကပိတ်ဆို့ဖျက်တောက်တိုက်ခိုက်နေကြောင်းယနေ့မေလ28ရက်နေ့အထိတိုက်ပွဲများပြင်းထန်နေကြောင်းသိရှိရပါတယ်။မနေ့ကစစ်ကောင်စီတပ်တွေကဝေါ်လီပြူဟာကနေစုံစည်းမြိုင်ဘက်ကိုထိုင်းဘက်ကနေကန့်ကူးဝင်လာတဲ့တေဘောဘိုစကန်စီကိုစစ်ကူသွားဖို့လာကြတာ DKBA စီရင်ပြကွင်း ဖះကြောင်းနဲ့မင်္ဂလာတရားနာမှာရောက်နေတဲ့အချိန် KNL အခွဲတွေကကြားဖြတ်တိုက်တာပြစ်လိုက်နားလိုက်ပဲစုံစည်းမြိုင်တောင်နီကပြည်သူတွေကတော့ထိုင်းဘက်ကိုအကုန်ရှောင်ပြီးဒီပွဲမှာ DKB ဝင်ပါမလားမပါဘူးလားဆိုတာတော့မသိရဘူးတိုက်ပွဲဖြစ်နေတာကသူတို့ဌာနချုပ်ထိတ်မှဖြစ်နေတာလို့ KNU စီရေးတရင်ရင်းမြစ်တစ်ခုက ရှင်းပြပါတယ်ဒါအပြင်တေဘောဘူရွာထိတ်မှာရှိတဲ့အကျန်းဖတ်စစ်ကောင်စီတေဘောဘူစကန်နေရာနဲ့ကာကင်းစကန်နေရာကို KNL မဟာမိတ်တပ်များကပိတ်ဆို့တိုက်ခိုက်နေကြောင်းသိရှိရပါတယ် စကားစရီကတေဘောဘုကြောက်ခန်းတောင်းနီစုံစည်းမြိုင်ဝေါ်လီကွင်းထဲမှာရောက်နေတာအင်အားထောင်ချီရှိတယ်။ဂါကိုတိုက်ဖို့ကဝေါ်လီလမ်းမိုင်းကို2022တုန်းကလိုဖျက်တောက်ထားမှရမယ်။လမ်းမဖျက်ရင်အရက်သားကားတွေနဲ့လူရောခရင်ရောတအီအီနဲ့စစ်ကူရောက်လာနေတာကိုလမ်းဂိတ်တွေကြက်ကြက်မက်မက်စစ်နေမှရမယ်။အဲ့ဒီလိုမှမဟုတ်ရင်တိုက်ပွဲကပြတ်မှာမဟုတ်ဘူးလို့ KNUC သတင်းရှင်းမြစ်ကပြောဆိုပါတယ်။ထိုင်းမြန်မာနယ်စပ်ဝေါ်လီမှာ KNL မဟာမိတ်တပ်များကအကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို မယမနဇက်တိုက်မနာဒန်တိုးစစ်စင်တိုက်ခိုက်နေသည်မဟာမိတ်ပူပေါင်းတပ်များအနေနဲ့လည်းကနေလီမော်ခီတီတဲပလေစခန်းများကိုတိုက်ခိုက်နေကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်၍ပြည်ပထွက်ခွာသူများပြားပြီးနိုင်ငံเจ้าငွေတုံးဆွဲမှုများပြားနေသည်ဆိုသောစစ်ကောင်းဆောင်မဲအောင်လိုင်းရဲ့မက်ချက်ကြောင့်ပြည်ပကိုတွားရောက်မှုများအလုံးကိုစစ်စစ်ပြီးမှထွက်ခွာခွင့်ပြုရန်စစ်ကောင်စီအတွင်စတင်ဆွေးနွေးနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမြန်မာနိုင်ငံမှာပြည်ပနိုင်ငံများကိုအကြောင်းအမျိုးမျိုးနဲ့ထွက်ခွာသူများပြားပြီး နိုင်ငံခြားငွေသုံးစွဲမှုများပြားနေတယ်လို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကမှတ်ချက်ပြမှုရဲ့နောက်ဆက်တွဲဖြစ်ပြည်ပကိုထောက်ခွာမှုများအားလုံးကိုစစ်စစ်ပြီးမှခွင့်ပြုချက်ပေးရန်စစ်ကောင်စီအတွင်စတင်ဆွေးနွေးနေကြောင်းနေပြည်တော်စစ်ဘက်တရင်ရှိမြစ်ကပြောဆိုပါတယ်။မေလ20ရက်နေ့နေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာအကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကမြန်မာနိုင်ငံမှာပြည်ပနိုင်ငံများကိုအကြောင်းအမျိုးမျိုးနဲ့ထွက်ခွာမှုများကြောင့်နိုင်ငံခြားငွေသုံးစွဲမှုများပြားပြီး နိုင်ငံခြားငွေစည်းမြင့်တက်နေရကြောင်းမှတ်ချက်ပြုထုတ်ပေါ်ပြောဆိုပြီးနောက်ရင်းကဲ့သို့ပြပထွက်ခွာမှုများအားလုံးကိုစစ်စစ်ပြီးမှခွင့်ပြုချက်ပေးရန်စစ်ကောင်စီအတွင်စတင်ဆွေးနွေးမှုများရှိလာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ပြပကိုနေ့စဉ် ထွက်ခွာနေတဲ့ဘုရားဘုသာတနာပြု အလဲစေးကုကျောင်းသားစီးပွားရေးအလို့ကိုင်းစတဲ့အကြောင်းအရာတွေကိုပြန်လည်စစ်စစ်ပြီးတကယ်လို့အဲ့လိုသွားတင်သွားထိုက်တဲ့ဟာတွေကိုပဲစစ်စစ်ခွင့်ပြုပေးဖို့စပြီးဆွေးနွေးနေကြပြီလို့သိရတယ်။ဘလို့ပုံစံမျိုးနဲ့ခွင့်ပြုမှာလဲ ဘလို့ပုံစံစီစဉ်မလဲတော့မသိရသေးဘူးဝင်ကြီးဌာနပေါင်းစုံနဲ့စီစစ်တဲ့လမ်းကြောင်းတစ်ခုပေါ်လာနိုင်တယ်တက်ချုပ်ရဲ့မှတ်ချက်ကြောင့်စီစစ်မှုတွေလုပ်ဖို့စလုပ်တာလို့သိရတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကမြန်မာနိုင်ငံမှာ73စီနဲ့ပတ်သက်ပြီးနှစ်စဉ် American Dollar 9ဘီလီယံခန့်တန်ဖိုးရှိ73စီများကိုတင်သွင်းနေရကြောင်းလောင်စာစီတင်သွင်းမှုလျှော့ချနိုင်ရေးအတွက်လျှက်စစ်စွမ်းအင်သုံးမော်တော်ယာဉ် EV တင်သွင်းမှုများကိုခွင့်ပြုထားပေမဲ့ နိုင်ငံချားငွေလိုအပ်ချက်များရှိနေတဲ့အတွက်ကြောင့်ကတ်သက်ချက်များရှိနေကြောင်းကုန်သွယ်မှုပုံငွေပြနေပေမဲ့လည်းအခြားသုံးစွဲမှုများအနှုတ်များများပြားမှုရှိနေခြင်းကြောင့်နိုင်ငံချားငွေစည်းမြင့်တက်နေကြောင်းဥပမာအားဖြင့်ပြည်ပကိုအကြောင်းအမျိုးမျိုးဖြင့်ထွက်ခွာမှုများနဲ့နိုင်ငံချားငွေသုံးစွဲမှုများများပြားလျက်ရှိကြောင်းမေလ20ရက်နေ့စစ်ကောင်စီအစည်းအဝေးမှာထုတ်ပေါ်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်လက်တလုံးစစ်ကောင်စီကပြပကိုတွားရောက်အလုတ်လုတ်ကင်မှုများအနက်မှစစ်မှုထမ်းရန်အကျုံးဝင်တဲ့အသက်16နှစ်မှအသက်35နှစ်အတွင်း အမျိုးသားများပြည်ပကိုတွားရောက်အလုလုပိုင်ခွင့်တားမြစ်ထားပြီးလေစိမ်များမှာပြည်ပကိုထွက်ခွာမှုများကိုလာဝကရဲစစ်တောက်လမ်းရဲ့အပါအဝင်ဌာနပေါင်းစုံပါဝင်တဲ့စစ်စစ်ရေးအဖွဲ့များဖြင့်စစ်ဆေးလျက်ရှိကြောင်းနေ့စဉ်လေရင်ပေါ်တက်ခွင့်မပေးဘဲလေစိမ်မှပဲလှည့်ပြန်ခိုင်းမှုများစွာရှိနေကြောင်းပြည်ပကိုတွားခွင့်ရရှိရေးအတွက်အနည်းဆုံး360စစ်စစ်ရေးအဖွဲ့ထံကိုလက်ထိုး၍တွားလာခွင့်ရရှိရေးလှုံ့ဆော်နေရကြောင်းသိရှိရပါတယ်ပြည်ပအလုပ်အကိုင်တွေအားလုံးကတော့အလို့သမားဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ရှိမှတွားခွင့်ပေးတယ် အလုတ်ခေါ်စား OWIC ကလေရင်လက်မှတ်ဗီဇာအပြည့်အစုံပါရင်တော့အလုတ်သမားဝန်ကြီးဌာနရဲ့ခွင့်ပြုချက်မရှိရင်လေဆိပ်ကထွက်လို့မရဘူးအလုတ်သမားတွေကအဲ့ဒီစနစ်နဲ့စီစစ်နေတာနှစ်လနီးပါးလောက်ဖြစ်နေပြီအခုပုံစံကြည့်ရတာအလေအပတ်စေကူပညာရေးစီးပွားရေးဖျားဘူးစတဲ့ပြပထွက်ခွာခွင့်တွေအကုန်သူတို့ခွင့်ပြုချက်မပေးရင်တွားခွင့်မရမယ့်သဘောမျိုးလောက်လာမယ်ထင်တာပဲလို့ရန်ကုန်အခြေစိုက်ပြပအလုတ်ကင်အေဂျင်စီလုပ်ငန်းရှင်တအုပ်ကမှတ်ချက်ပြုပါတယ်အကြံဖတ်စစ်ကောင်စီက နိုင်ငံခြားငွေကြီးကြပ်မှုကော်မတီတရက်ကိုဖွဲ့စည်းထားခဲ့ပြီးယင်းကော်မတီကိုမြထွန်းဦးကဦးဆောင်ကနိုင်ငံခြားငွေသုံးစွဲမှုမှတ်တမ်းကိုထိန်းချုပ်ချုပ်ကန်ထားကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်တရင်ကြည့်ရှုသူပြည်သူလူထုအပေါင်းစစ်မိတ်ဆာလက်မအမြန်ဆုံးလွတ်မြောက်ပြီးနိုင်ငံတော်အသစ်ကိုအမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ကျွန်တော်တို့ຫນွေဦးနေရန်တရင် channel မှာဆုတောင်းလိုက်ပါတယ်ခင်ဗျာလူရုဘရက်တီချင်းတရင်အစ်အမှန်ຫນွေဦးနေရန်